အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ reading လုပ်မဲ့ကတ်တွေပေါ့နော်အဲ့ဒီကတ်တွေကတော့ကျွန်တော်အရင်ရှင်းရဗီဒီယိုတွေမှာတော့လုပ်ခဲ့ဘူးကြီးရှိပါတယ်ဒါပေမဲ့မလုပ်တာတော့နည်းနည်းကြာခဲ့တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ကတားရော့နဲ့တော့သဘောတရားတူတယ်တားရော့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အနေနဲ့ကတော့ base တွေအနေနဲ့ကျွန်တော် page မှာဝင်ရောက်ကြည့်နေတဲ့ base တွေတော်တော်များများနေတယ်ပေါ့ကျွန်တော်ကအခြား နီးတွေပေါ့နော်တွက်ချက်တာကိုလေ့လာရဲဆိုတာထဲပေါ့နော်ကျွန်တော်ဒီ oregano နဲ့ပတ်သက်လို့ဒီညချင်းကတ်တွေပေါ့နော်ကတ်တွေနဲ့ပတ်သက်လို့တော့ကျွန်တော်စီမှာတော်တော်ပေါ့နော်ဟိုဆုံဆုံလင်းလင်းလေ့လာပြစ်ခဲ့ရပေါ့နော်ဒါတော့ကျွန်တော်ပို့ပြီးတော့အာသင်ရဲ့အပိုင်းလဲဖြစ်တာကြောင့်လဲပါတာပေါ့အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဒီ run oregano တွေကိုသုံးမယ် run oregano ရဲ့သမိုင်းလိုနေပြောရမယ်ဆိုရင် तू က vegan နေအနေနဲ့သုံးခဲ့တဲ့ဒီသင်္ကေတလက္ခဏာတွေပဲဖြစ်ပါတယ် အဲ့ဒီငွေနာလက္ခဏာတွေကိုတို့ကဟိုးဒီကက်တွေမပေါ်ခင်ပေါ့နော်ရှင်းခဲ့ခါမှာတော့ဒီကြောက်တုံးလေးတွေတို့ဒီတက်သားတုံးလေးတွေပေါ်မှာအဲ့ဒီငွေဒါတွေကိုထွင်းပြီးတော့ပေါ့နော်တို့ရဲ့ကံကြမ္မာတို့တို့ရဲ့ရှေ့ရီးတို့ကိုကြည့်ရှုခဲ့ရတယ်ပေါ့နော်ဒါတော့ဒီဘက်ခင်မှာတော့ကျွန်တော်တို့ကမဖြစ်သွားလဲဆိုတော့ဒါကက်ပေါ်ရောက်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီကက်တွေအနေနဲ့ကျွန်တော်သုံးပြီးတော့ကြည့်ပြမှာဖြစ်ပါတယ်ထုံးစံတိုင်းမှာမိတ်ဆွေတို့ကခတ်1လားခတ်2လားခတ်3လားကိုကျွန်တော်တို့ချက်ရွေးပေးစေချင်ပါတယ်โอเค ratio လို့ရေးပြီးသွားရင်ဆိုရင်ကျွန်တော်စပြီးတော့ကြည့်ပါမယ်အဲ့တော့ကျွန်တော်ဒီဘက်ကတိုင်းမယ် cut 1ကနေစကြည့်ပါမယ် cut 1ကဒီကက်ကြပါတယ်ပေါ့အဲ့တော့ဒီကက်ကအသေးပဲကိုပြောရရင်တော့သူ့ရဲ့အတန်အတွက်ရပါတော့အတန်အတွက်ကနည်းနည်းတော့ဒီအတန်အတွက်တွေကနည်းနည်းတော့ခက်တယ်ပေါ့နော်သူ့ရဲ့အတန်အတွက်တွေကျွန်တော် English အတန်အတွက်မှာတွေ့နေကြဟာမျိုးတွေတော့မဟုတ်ဘူးပေါ့နော် it was ပေါ့နော် it was နေနေကဒီတင်ငိတကဘာလို့ဆိုလို့ရလဲဆိုရင်ကျွန်တော်တို့တွေ တောင်းတော့မှာဆိုရင်တော့ the dead ပေါ့နော်တည်ခြင်းတရားနဲ့သဘောတရားစင်တူပါတယ်အဲ့တော့ဒီကောင်ကဒီ runes တင်ဂီတာကတည်ခြင်းတရားကိုကိုးစားပြုတယ်ဒါပေမဲ့တည်ခြင်းတရားဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဘယ်လိုအဓိပ္ပာယ်ပြန်ပြီးတော့ကောက်အောင်လဲဆိုရင်ကျွန်တော်တို့မှာကြုံတွေ့ခဲ့တဲ့ပြဿနာတွေအခက်အခဲတွေအားလုံးဟာပြီးဆုံးသွားပြီဆိုပြီးတော့အဓိပ္ပာယ်ရတယ်ရှင်းမှာကြုံတွေ့ခဲ့တဲ့အခက်အခဲတွေပြဿနာတွေအဲ့ဒီအရာတွေအားလုံးဟာပြီးဆုံးပြီးတော့ အစ်စ်အစ်စ်ဖြစ်လာမဲ့အရာတွေကိုကျွန်တော်တို့ကစတင်လက်ခံဖို့လိုနေပြီဆိုပြီးတော့ဒီ run တင်ငေတာကနေကိုစားပြုပါတယ်နောက်တစ်ခုကတော့ဒီ run တင်ငေတာကနေတစ်ဖက်ကနေဗာပြန်ပြီးတော့ကိုစားပြုလဲဆိုရင်ကြောက်လာမဲ့အနေရမျိုးတွေပေါ့နော်အဲ့လိုအနေရမျိုးတွေကိုကိုကိုကာကွယ်ပေးမှုတွေရှောင်ကျင်အောင်ပေါ့နော်အနေရတွေကကိုယ့်စီကိုမလာနိုင်အောင်တားသီးမှုတွေရှိနေတယ်ဒါပေမဲ့လောလောလတ်လတ်အခြေအနေမှာတော့ ီခံဝန်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတို့ဟာပြဿနာတွေအခက်အခဲတွေတော်တော်ကိုပဲစိတ်ညစ်ညူးစရာပေါ့နော်စိတ်ဆင်းရဲစရာမျိုးတွေကြုံတွေ့နေခဲ့ရတဲ့အခိုက်အတန့်ဖြစ်နေရဆိုပြီးတော့ဒီကကဖော်ပြနေပါတယ်အဲ့အတွက်လည်းဒီဖက်မှာရောင်နီလာနေပြီဆိုပြီးတော့လည်းဖော်ပြနေတယ်နောက်ထပ်လာတော့မယ့်အန်ရီအခက်အခဲတွေကိုလည်းကာကွယ်မှုတွေတားဆီးမှုတွေလုပ်နိုင်တော့မယ်အလင်းရောင်ဟာကျွန်တော်တို့စမြင်နေရပြီဆိုတဲ့အသေးပဲကိုကိုစားပြုပါတယ် ါတော့ cat 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက် reading ပဲဖြစ်ပါတယ်။ဒီကကျွန်တော် cat 2ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကိုတစ်ချက်သွားကြည့်ပါမယ်။ cat 2ကိုရွေးထားတဲ့မိတ်ဆွေတွေတက်ကတော့သူ့ရဲ့အတန်အတွက်အတိုင်းဆိုရင်တော့ lagus ပေါ့နော်။ lagus ron ကဘာကိုဆိုလိုတာလဲဆိုရင်ကျွန်တော်တို့ကတနည်းအားဖြင့်ဒီမြေရေလေမီဓာတ်ကြီးလေးပါးထဲမှာပေါ့နော်။ four elements တဲမှာဒါကတော့သူကရေဓာတ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကဒီသင်္ကေတက ွေးဖွားမှုတွေစတင်မှုတွေကိုကိုစားပြုတယ်တနည်းအားဖြင့်လည်းဘာတွေမကက်ပါလာလဲဆိုတော့အဲ့ဒီကိုရဲ့လုပ်ငန်းအစ်တစ်ခုအလုပ်တစ်ခုစတင်တဲ့အခြားမျိုးမှာအန်ရီအခက်ခဲတွေဆက်ပြီးတော့ကြုံတွေ့နေရနိုင်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့ဒီတွေ့အဲ့ဒီအန်ရီအခက်ခဲတွေဘယ်လိုရှောင်ကြဉ်ရမလဲဆိုရင်ကျွန်တော်တို့က purify ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုမလုပ်ထားဖို့လိုရဆိုရင် purity ဖြစ်နေဖို့လိုတယ်တန်ဆင်တန်ဆင်နေဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုရှင်းရှင်းလေးပဲထားရမယ် ုက္ခတွေနောက်ကိုလိုက်ပြီးတော့ငါ့ကြောင့်ဖြစ်ရလေခြင်းဆိုတဲ့စိတ်မျိုးကိုချောင်ချားနိုင်ရမယ်။တစ်ဖက်မှာလည်းကိုယ့်ရဲ့မသိစိတ်ကနေကိုဖြစ်ချင်တဲ့အရာတွေပေါ်လာနေလိမ့်မယ်။အဲ့ဒီပေါ်လာတဲ့အရာတွေအတိုင်းရဲရဲလိုက်လို့ပါဆိုပြီးတော့အသေးပဲရတယ်။နောက်တစ်ခုကတော့အိမ်မက်တွေ။ကိုယ့်ရဲ့အိမ်မက်တွေတနည်းအားဖြင့်ကိုယ့်တစ်ခုခုအန်နေတဲ့သုံးတစ်ခုကြောက်တော့မဲ့အခက်အခဲမျိုးတွေပြဿနာမျိုးတွေရှိနေပြီဆိုရင် dream ပေါ့နော်။တနည်းအားဖြင့်အိမ်မက်လို့ဟာမျိုးပေါ့နော်။ကိုယ့်ရဲ့မသိစိတ်တဲ့လို့ဟာမျိုးမှာကြိုတင်သိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာမျိုးတွေကိုတော့ရှောင်ရှားသွားနိုင်လိမ့်မယ်ဆိုပြီးတော့ ီ lagus run ကနေဆိုထားပါတယ်အဲ့လိုကြောင့်မလို့ NLA အခက်ခဲတွေပြဿနာတွေကြားရောက်လာခဲ့တဲ့တိုင်အောင်ကိုယ့်ရဲ့မသိသိကနေကိုယ့်ကိုသတိပေးနေရမျိုးတွေရှိနေမယ်ကိုယ့်ရဲ့အိမ်မက်ပုံစံမျိုးပေါ့နော်အိမ်မက်မက်တာမျိုးအဲ့ဒီအိမ်မက်တိုင်းပြန်ပြီးတော့ဖြစ်နေတာမျိုးတွေကြုံတွေ့နေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့မသိသိတွေမှာယုတ်တည်းရဲ့ကိုယ့်ရဲ့မသိသိတွေမှာပေါ်လာတဲ့အရာတွေကိုဂယုဆိုင်ပြီးတော့လောက်ကန်ခြင်းအပြင်အခက်အခဲပြဿနာတွေကိုရှောင်လွှားနိုင်မိမယ်အတိတ်တဲ့သောအရာတွေကိုအောင်အောင်မြင်မြင်နဲ့လှုပ်ဆောင်သွားနိုင်မယ်ဆိုပြီးတော့ ီ run ကနေပေါ်ပြနေပါတယ်နောက်ဆုံးပြောချင်တာကတော့ကိုယ့်ရဲ့မသိစိတ်ထဲကအရာတွေကိုတေချာ view site နားထောင်ပါဆိုပြီးတော့ဒီကက်ကက်အသေးပဲကနေဆိုထားပါတယ်နောက်ဆုံးတတိယမြောက် oracle ကိုရွေးထားတဲ့မိတ်ဆွေတွေကိုကျွန်တော် reading ဆက်လုပ်ရမယ်ဆိုရင်တော့ဒီကက်ကက်အသေးပဲကတော့ပါသူဆိုပြီးတော့ခေါ်တယ်ပေါ့နော်အတန်အတွက်ရပါနော်ပါသူပေါ့နော်အဲ့တော့ပါသူစကက်ကက်တဲ့ဘယ်ကဘာကိုပြောတာလဲဆိုရင်ကံတရားတွေအပြောင်းအလဲတွေပေါ့နော် ရှားဖွေတွေးရှိမှုတွေဒီခါလေးမှာကိုကဘာလုပ်မှမသိဘူးဆိုတဲ့အတွေးမျိုးပေါ့နော်စိတ်ထဲကြားနေတာမျိုးဥမာတဘာဝဘေးရန်နေမျိုးကိုမှကြုံတွေ့နေရတာမျိုးပေါ့နော်ဒီခါလေးမှာဒါတွေကကျွန်တော်တို့ရေမလို့ကျွန်တော်မရတဲ့အရာတွေလည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကတချို့အရာတွေကကျွန်တော်တို့တွေရှောင်လွဲလို့ရတယ်လို့တချို့အရာတွေကရှောင်လွဲလို့မရဘူးရှောင်လွဲလို့မရတဲ့အဲမှာဆုံးနောက်ပြတော့ဘာဘေးရန်နေလို့မျိုးအန်ဒီယံမျိုးတွေလည်းအပါဝင်ဖြစ်ပါတယ်အဲ့လိုကြောင့်မလို့ကျွန်တော်တို့ကရှောင်လွဲလို့မရတဲ့ဟာတွေကိုကျွန်တော်တို့ကရဲရဲပဲရင်ဆိုင်ရမယ် ီးရင်အကောင်ဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးမျိုးကိုမွေးထားရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီကဲကဲအတိတ်ပဲကအတိတ်တတော်အရာတွေကိုရှာဖွေနိုင်လိမ့်မယ်ဒီမှာလုပ်ငန်းအတိတ်တွေအခွင့်အလမ်းအတိတ်တွေပေါ့နော်အဲ့အမျိုးတွေကိုကိုယ်နဲ့ရှာဖွေနိုင်လိမ့်မယ်ပြီးကြရင်ကိုယ့်ရဲ့မိသားစုကလည်းအထောက်ပံ့ကိုယ့်ဘောမှာအများကြီးရလိမ့်မယ်ကိုယ့်ရဲ့မိသားစုကလည်းကိုယ်နဲ့တူပို့ပြီးတော့ဝမ်းမနည်းဖြစ်လာမယ်နှွေးထွေးလာမယ်ကိုယ့်ရဲ့မိသားစုနဲ့တူတူ ဆက်ဆက်ပတ်သက်ပြီးတော့ပျော်ရွှင်စရာတွေအခိုက်အတန့်တွေကြုံရနိုင်မယ်ဆိုပြီးတော့ဒီရောအသေးပဲကဖော်ပြနေပါတယ်။အဲဒီကြောင့်မလို့အခုချိန်မှာဘလို့ခက်ခဲတဲ့ပြဿနာတွေပဲရင်ဆိုင်နေရသည်ဖြစ်စေကိုယ့်ရဲ့မိသားစုကိုသာကိုကောင်းထဲမှာထည့်ထားပါ။သူတို့တွေကကိုယ့်အတွက်အားရနေဖြစ်စေမယ်။သူတို့တွေကကိုယ့်အတွက်အခွင့်အလမ်းနေဖြစ်စေမယ်ဆိုပြီးတော့ဒီကက်ကက်အသေးပဲကနေဖော်ပြနေပါတယ်။ဒါတော့ကျွန်တော် Ron Oregon သုံးခုကို reading လုပ်ထားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့အစီအမံလို့လည်း ညွန်လင့်နေကျွန်တော်တို့ now reading မှာလည်းဆက်ပြီးတော့တွေ့ကြမှာပဲဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်ရဲ့ YouTube channel လေးကိုတော့ကျွန်တော် view နည်းနည်းကျနေတဲ့အတွက်ကြောင့်ဒီ like လေး subscribe လေးအဆင်ပြေရင်လုပ်ပေးစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်